နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ည8နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချီနေယနေ့မြန်မာစံတော်ချိန်ည8နာရီအချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောမလက်ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရဝန်းသည်ဆက်လက်တည်ရှိနေပါသည်အဆိုပါလေဖိအားနည်းရဝန်းသည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီး နိုဝင်ဘာလ24ရက်နေ့တွင်ပိုမိုအားကောင်းလာကမင်္ဂလာပင်လယ်အော်အရှေ့တောင်ပိုင်း၌မုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်မင်္ဂလာပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်အော်တို့တွင်တိမ်အထင်အင့်မှတိမ်ထူထပ်နေပါသည် မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံ80ဖြစ်ပါသည်။နေပြည်တော်မကွေးတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများအားဖြင့်တာယာပြီးကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမီနောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊တရားပြည်နယ်၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မြအပူချိန်များအနည်းငယ်လျော့နေနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်အများအားဖြင့်တာယာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အတင်းအတင်းဖြစ်ထွန်းပြီးမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်အများအားဖြင့်တာယာမီ